တင်ဆက်ပေးမယ့်သတင်းကတော့တကြံကာလနောက်ပိုင်းမှာစစ်တုံးစီစီကြဆင်းလာတဲ့သတင်းပဲဖြစ်ပါတယ်။တကြံပြီးနောက်ပိုင်းပြည်ပစစ်တုံးစီစီနှုန်းတွေကြဆင်းလာတယ်လို့စစ်တုံးစီတည်သွင်းတူလာဖြန့်ဖြူးခြင်းလုပ်ငန်းကြကြဲကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။92နဲ့95စက်တောင်းစီဟာတက်လီတာကို310ကျပ်ပရီမီယံဒီဇယ်တက်လီတာကို240ကျပ်ရေယိုဒီဇယ်တက်လီတာကို200ကျပ်ဒီကြဆင်းလာရလို့သိရပါဗျ။ကြက်မတိုင်မီမှာစက်တောင်းစီစီနှုန်းဟာ 92တလီတာကို3050ကျပ်95တလီတာကို3130ကျပ်ဒီယိုဒီဇယ်တလီတာကို2590ကျပ်ပရီမီယံဒီဇယ်တလီတာကို3200ကျပ်ဖြစ်တယ်လို့သိရပါတယ်။ဒီကြံကာလနောက်ပိုင်းမှာ73စီစဉ်တော့ဟာ92တလီတာကို2840ကျပ်95တလီတာကို2100ကျပ်ဒီယိုဒီဇယ်တလီတာကိုတော့2390ကျပ်ပရီမီယံဒီဇယ်တလီတာကိုတော့2960ကျပ်ဖြစ်တယ်လို့လည်းသိရပါတယ်။ ရခိုင်ကစစ်တုံးစစ်စင်တော်ကိုနေ့စဉ်ထုတ်ပြန်ပေးနေပြီးတော့အကြက်ကြဟာနေ့စဉ်ဖြစ်ပေါ်နေကြောင်းအခုခါမှာတော့တပတ်တစ်ခါမှသာထုတ်ပြန်ပေးလျက်ရှိနေတယ်လို့လည်းသိရပါဗျ။ဒီသတင်းကိုတော့မြတ်တူကပေးပို့လာပါဗျ။